ရိုင်းဒေသကြီးတရားဝရီခိုင်လူထုခြေပြုဘူဌာနတွင်မြမအမျိုးသမီးများနှင့်အထိမ့်မဲ့အသိပညာပေးတော်ရှုကိုဇူလိုင်လ2ရက်နေ့နနေ့9နာရီကကျင်းပခဲ့ရာခိုင်ပြည်စည်ရုံမှဒေါ်တဲနူအင်းနှင့်မြို့နယ်မျိုးသမီးရအဖွဲ့ဝင်ဒေါ်စာကြည်အောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။မင်္ဂလာပါညီမလေး။ဟုတ်ကဲ့ပါဆရာမဒီမြမအမျိုးသမီးများနှင့်ဖြစ်ပေါ်လာပုံအကြောင်းရင်းလေးကိုလည်းသိချင်ပါတယ်ဆရာမရှင်။ အဲမြမအမျိုးသမီးတွေကမြမအမျိုးသမီးလေးတွေအရဆိုလို့ရှိရင်ပန်းလေးတွေလိုပဲပေါ့နော်ငူးညံ့ကြတယ်တိမ်ဝေးကြတယ်။နောက်မြမအမျိုးသမီးလေးတွေအရဆိုလို့ရှိရင်ယုံကြည်တဲ့စိတ်ဓာတ်ရှိကြတယ်ခိုင်မာတဲ့စိတ်ဓာတ်တွေရှိကြတယ်ရဲဝံ့တဲ့စိတ်ဓာတ်တွေရှိကြတဲ့အတွက်ဒီသူတို့တွေကအဲ့ဒီစိတ်ဓာတ်တွေနဲ့လည်းပြည့်စုံတဲ့ မြန်မာမျိုးသမီးလေးတွေဖြစ်ကြတယ်ပေါ့နော်အဲနောက်ဘာလို့ပြောမလဲဆိုလို့ရှိရင် तू ကတားဟိုသခင်လင်းကိုဖျားဆိုပြီးတော့လဲ तू ကဝက်ဒွားခါရတဲ့စိတ်ဓာတ်လေးတွေလည်းရှိကြတယ်နောက်ခြေထုံးကိုလည်းမပယ်နဲ့ပေါ့နော်ဈေးသုံးကိုလည်းမကျွယ်နဲ့ဆိုတဲ့စကားတိုင်းပဲသူတို့ကလည်းစီစနစ်ကြကြနဲ့ပေါ့နော်ကြိလစ်စစ်ဆက်ကြတယ်စစ်ဆက်ကြတဲ့သူတွေလည်းဖြစ်ကြတယ်ပေါ့နော်နောက်ဘယ်လုံငန်းမဆိုပေါ့ ဒီမြန်မာမျိုးသမီးလေးတွေကအမျိုးသားတွေနဲ့အတူဒန်းတူရင်မောင်တန်းပြီးတော့အော်မောင်တထမ်းမယ်တရွဲ့ဆိုတဲ့အတိုင်းပေါ့နော်လုပ်ငန်းတွေကိုကောင်းတူစိုးတူဥပောင်းပြီးတော့လှုပ်ဆောင်ကြတာဖြစ်တယ်။နောက်ဘာဆိုလဲဆိုရင်မျိုးသမီးငယ်လေးတွေရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလို့ရှိရင်လေဒီသူဖွံ့ဖြိုးတိုးတက်ဖို့အတွက်အမျိုးသမီးငယ်လေးတွေရဲ့အဲနောက်သူတို့မျိုးသမီးငယ်လေးတွေဒီပြုစုပြောင်းထောင်ရေးလုပ်ငန်းတွေအတွက်အတွက်ဆိုလို့ရှိရင်လေ ဒီမျိုးသမီးရအဖွဲ့တွေနဲ့လို့ချိတ်ဆက်ပြီးတော့လုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့ကြတယ်ပေါ့နော်အဲဒီမျိုးသမီးလေးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပေါ့အဲနောက်ဘာရှိမလဲဆိုလို့ရှိရင်နိုင်ငံအတွက်အားကိုအားထားပြုတိုင်းနဲ့နိုင်ငံသားကောင်းသမီးကောင်းတွေကိုမွေးထုတ်ပေးတဲ့မိခင်မိခင်လေးအနေနဲ့လည်းဒီအရေးပါတဲ့ခန္ဓာတရက်ကနေပြီးတော့ပါဝင်ခဲ့ကြတယ်ပေါ့နော်အမျိုးသမီးသူအနေနဲ့ ပါဝင်ခဲ့ကြတယ်။နောက်နိုင်ငံအတွက်အာဂိုအာရိုက်ပြုလိုက်တဲ့ဒီအမျိုးကောင်းသားသမီးတွေကိုမွေးထုတ်ပေးတဲ့မိခင်တွေအတွေ့တဲ့နိုင်ငံကိုဂုဏ်ပြုတဲ့အနေနဲ့အမျိုးသမီးများမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများနေ့ကိုဇူနှစ်စဉ်ဇူလိုင်လ3ရက်နေ့အဖြစ်သတ်မှတ်ဂုဏ်ပြုခဲ့ကြတယ်။ဟုတ်ကဲ့ပါရှင်မဒီမြန်မာအမျိုးသမီးတွေရပါတော့เนาะဘလို့အခမ်းအနားနေဒီနိုင်ငံတော်ဝင်တွေဖန်ဆောင်နေလို့ဆိုတာကိုလည်းသိချင်ပါတယ်ဆရာမရှင်။အော်မြန်မာအမျိုးသမီးလေးတွေကဟိုသူတို့ကနူးညံ့တဲ့စိတ်ထားတွေရှိကြတယ်။ ခံယူချက်တွေကလည်းပြင်းထန်ကြတယ်။အဲ့လိုပဲမျိုးချစ်စိတ်ဇာတိသွေးဇာတိမန်နေတက်ကြွတဲ့စိတ်တွေကလည်းအမျိုးသားများတွေထက်ကိုမနှိမ်ကြခဲ့ဘူး။အဲ့လိုပဲဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျန်စစ်မင်းကြီးရဲ့သမီးတော်ချွေစီဆိုလို့ရှိရင်ဒီဘာဖြစ်လဲဆိုမိမိအမျိုးမိမိလူမျိုးမိမိတိုင်းပြည်မိမိနိုင်ငံအတွက်ပေါ့နော်။ဆိုလို့ဆိုလို့အနစ်နာခံတဲ့ခံခဲ့တဲ့စံနမူနာယူလိုက်တဲ့အမျိုးသမီးကောင်းလေးတယောက်ဖြစ်ခဲ့တယ်။နောက်တိုင်းရင်းသားယဉ်ကျေးမှု တိုင်းသားယဉ်ကျေးမှုနဲ့အမျိုးကုန်ဇာတိကုန်တွေကိုလက်ဆင့်ကမ်းထိမ့်သိမ့်တဲ့နေရာမှာလည်းဒီအမျိုးသမီးတွေအနေနဲ့ဂုံယူပွဲတစ်ခုဖြစ်ခဲ့တယ်။အော်မြမအမျိုးသမီးတွေရဲ့စိတ်ထားပွင့်လင်းကြတယ်၊ရိုးသားကြတယ်၊ဘာသာရေးကိုကိုင်းဆိုင်ကြတယ်၊သူတစ်ပါးတွေကိုလည်းအူညီရိုင်းမင်းကြတဲ့စိတ်သက်လေးတွေရှိတဲ့အတွက်ဒီမြန်မာနိုင်ငံမှာအမျိုးသမီးရေးရာအဖွဲ့နဲ့မိခင်ကလေးစောက်ရှောက်ရေးအသင်းဆိုပြီးတော့ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ်။ နော်ဒီအဲမြန်မာမျိုးသမီးလေးတွေဖွံ့ဖြိုးတိုးတက်ဖို့နောက်တစ်ခါဒီစွမ်းအားစုတွေကိုအစဉ်တိုးတက်နေဖို့အတွက်ဆိုပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရာကော်မတီကိုလည်း1996ခုနှစ်ဇူလိုင်လ3ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်။နောက်မြန်မာမျိုးသမီးတွေကအမျိုးအနွယ်ကိုစောင့်ထိန်းတယ်၊ရင်းကျင်းမှုကိုလည်းချစ်မြတ်နိုးတယ်။အဲ့လိုပဲမျိုးချစ်စိတ်ဓာတ်နဲ့ပြည်တော်စုစိတ်ဓာတ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေအတွက်နဲ့ကြောင့်မြန်မာအမျိုးသမီးများဟူ၍ဂုံပြူတတ်မှတ်ခဲ့ကြပြီးမြန်မာအမျိုးသမီးများအနေနဲ့လည်းဂုံပြူထိုက်သူများဖြစ်အောင်အစဉ်အလာကိုထိမ့်သိမ်းစောင့်ရှောက်တဲ့အနေနဲ့မြန်မာနိုင်ငံတော်ကြီးပုံမလှပတိုးတက်စေဖို့အတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်တိုက်တွန်းလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမရှင်။အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်။ကျေးဇူးတင်ပါတယ်မမလေး။ ။ဆိုဘတော်ရှဆွေးနွေးမှုတို့ကို Shuyeti Page တွင်လှည့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။